အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီစာတကြံသမင်းလေးအတူတူချက်စားကြရအောင်အရင်ဆုံးငချောက်ကိုပြုတ်ထားပါမယ်ငချောက်ပြုတ်ထားတော့သမင်းချက်ပါမယ်သမင်းကိုပုံမှန်ချက်နေကြရေကမ်းမချက်ပါဘူးဒီလိုရေမြများနဲ့သမင်းကသမင်းရေစူပြီးတော့အနေတော်တော့ရောက်ပြီဆိုရင်ဒီလိုစကားနဲ့ထည့်ပြီးတော့ရေစစ်ပြီးချက်မှာဖြစ်ပါတယ် အဲ့လိုစကားနဲ့ရေးစစ်ပြီးတော့ချက်လိုက်ခြင်းအပြင်ထမင်းလေးတွေကတစီချင်းစီဖွ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 ဲလေးတွေဖြစ်သွားတာပေါ့နော်ပြီးသွားရင်တော့ခုနကပြုတ်ထားတဲ့ငချောက်ကနူးလာပြီဆိုရင်ဆယ်ပြီးတော့ညက်နေအောင်ထောင်းပေးပါဒါကတော့ငချောက်ကြော်နှက်အတွက်ပါဝင်ပစ္စည်းလေးတွေပါရှင်ချက်တော်နီရဲ့ငရုတ်သီး6တောင်းရဲ့ပစွန်6ရဲ့တရက်သီးရဲ့ပါအယုံဆုံးငရုတ်6တောင်းလေးတွေကို မီးအေးအေးနဲ့စီနည်းနည်းလေးနဲ့စားလေးဖြူးပြီးလော်ပေးပါမယ်။ကျမတို့အခင်အိုးလေးနဲ့กินပြီးလိုက်တယ်ပေါ့เนาะ။ရုပ်သီးလေးတွေကဖောင်ဖောင်ကျွတ်ကျွတ်လေးဖြစ်လာရင်ရပါပြီ။ပြီးသွားရင်တော့ငချောက်ကြော်ပူစီတက်ပါမယ်။စီပူပူတဲ့ကိုစနစ်မုတ်ထည့်ပေးပါ။ချစ်တုန်နီထည့်ပေးပါ။ကျတော့နီလေးကနွမ်းပြီးတော့မှုေးလာပြီဆိုရင်ငချောက်ထည့်ပေးပါမယ်။ပစုံချောက်လည်းထည့်ပေးပါ။ ပြီးသွားရင်တော့မွေးသွားအောင်စီတက်ပေးပါမိကိုအအေးဆုံးနဲ့တက်နော်သူကအောက်ကတက်လို့မိအေးအေးလေးနဲ့စီတက်ပေးပါရှင်နတ်လေးကလည်းမွေးလာပြီဆိုရင်သူတရက်ချင်းလေးထည့်ပြီးတော့နည်းနည်းနွမ်းသွားအောင်ဟိုဘက်ဒီဘက်လှိမ့်ပေးပါအိုးကနည်းနည်းကပ်နေဖြစ်တဲ့အတွက်ရေလေးအနည်းငယ်ထည့်ပြီးတော့မွေးပေးပါရစေ။အရာသာမဟုတ်ထဲမဲ့ တကြားလေးနည်းနည်းထည့်မယ်။ကဲမိပြတ်သွားလို့ကတ်စိုးပြောင်းရပါပြီ။ဒီမှာကျမငချောက်ကျော်ကိုစူစူအီအီလေးစားချင်တာနဲ့ရေလေးနည်းနည်းထည့်ပြီးတော့နှက်လိုက်ပါတယ်။တကယ်လို့ဒီလိုအီအီလေးမစားချင်ဘူးချောက်ချောက်လေးပဲစားချင်နေဆိုရင်ရေအများကြီးထည့်ပြီးတော့နှက်เสียမလို့ပါဘူးရှင်။အဲကိုစိတ်ကြိုက်ပါနော်။ကဲခုဆိုရင်တော့အနံ့အရသာနဲ့ပြေစုံနဲ့ချိုးချင်းစိတ်မွေး ငချောက်ထောင်းကြော်လေးရပါပြီရှင်ပြီးသွားရင်တော့ထမင်းကိုဖျောင်းထမင်းအတွက်ရေရေဖျောင်းသိမ်းအနံ့ယူပါမယ်ဒါကတော့အဲထင်းယူထင်းယူအနံ့လဲကြိုက်လို့ထင်းယူစီလေးပါထည့်ထားပါတယ်သူ့ကိုမှောက်ပြီးတော့ဒီလိုစလုံးလေးနဲ့အုပ်ပြီးသူ့အငွေကိုယူပါတယ်။ဒါသူ့ရဲ့အငွေမသေးခင်ကိုရေလေးထည့်လိုက်ပါတယ်။ ရေထည့်ပြီးတော့ပေါ်ကနေအဖုံးနဲ့ပြန်အုပ်ပေးပါရရှင်။ကဲတကြံသမင်းပြင်မယ်။ရေခဲထည့်ခုနဖျောင်းချက်အနံ့တင်းတင်းလေးနဲ့ရေထည့်ပါမယ်။ ဖျားဆင်းနုတော့ရောင်တော့ဖွင့်တာဖြစ်လို့လက်ကလေးတွေကအလစ်တလီမဲနေတယ်နော်။သိခံပြီးကြည့်ပေးပါနော်။ Theory ရဲ့ဗီဒီယိုလေးတွေကိုနှစ်သက်တယ်ဆိုရင်ဒီ TikTok မှာလည်း follow လုပ်ပြီးတော့ Facebook နဲ့ YouTube မှာလည်း subscribe ရန် follow လေးလုပ်ပြီးသွားကြပါအောင်နော်။နှစ်သက်မှာအေးချမ်းကြပါစေတာယာကြပါစေရှင်။